ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီပွဲကတော့ဘူကီဒီရဲ့ပွဲသာမဟုတ်ဘူးဆိုရင်ရှေ့စွမ်းနဲ့ဂျီရန်ရာလိုက်တဲ့နဲ့ပွဲဟုတ်လားမဟုတ်ဘူးလားဆိုတာကိုကျွန်တော်ခန့်မှန်းသုံးသပ်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရှေ့စွမ်းနဲ့ရာလက်တွေကိုကြည့်ပြီးတော့ခန့်မှန်းသုံးသပ်ပေးမှာပဲဖြစ်ပါတယ်ဗျာနော်ညီကိုတို့နော်ဒါကြည့်လိုက်မယ်ညီကိုတိုင်းလိုက်တာနားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရာသမျှအချက်လက်လေးတွေကိုလည်းဒါညီကိုတို့အားလုံးအတွက် sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်ဗျာ ကျွန်တော်ဒီ share လက်လေးတွေနဲ့ညီကိုတို့ရဲ့တွေးခေါ်မျှော်မြင်လေးတွေနဲ့ဒါပေါက်ဆက်ပြီးသုံးမယ်ဆိုရင်တော့ဒါရလက်ကောင်းတစ်ခုထွက်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့ကဒါခြေတန်းတစ်ခုခတ်မှန်းပြီဆိုရင်ဘူဂီတွေအတွက်ပါထည့်စင်စားရတဲ့အတွက်ပါဗျခြေလိုက်တဲ့ညီကိုတိုင်းဒါကိုတော့ခြေပြီးသားဖြစ်မှာပါကဲဟုတ်ကဲ့ပါဗျအဲ့တော့ကျွန်တော်စလိုက်ကြရအောင်ဗျာနော်ဟုတ်ကဲ့ပါဗျာကျွန်တော်တို့ Manchester United ကကျွန်တော်တို့လက်ရှိမှာတော့အဆင့်9နေရာမှာရပ်တည်နေပြီးတော့73ပွဲကစား6ပွဲနိုင်3ပွဲတည်ရ4ပွဲရှုံးရမှတ် 21မှာရထားပါတယ်ဗျာကျွန်တော်တို့ဂိုးရလက်ကတော့ twin ကို22ကိုပေးကို20ကိုနဲ့ဒါ plus 1ဖြစ်ပါတယ်ကျွန်တော်တို့ဒါကိုကြည့်မယ်ဆိုရင်တော့အဲမန်ချက်စတာယူနိုက်တက်ကတော့ဒါတိုက်ဆက်ပိုင်းအသင့်တင်ကောင်းမွန်ပေမဲ့လေခန်စစ်ကတော့ဒါပွဲတိုင်းဒီပါဂိုးပေးနေရတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲဒါဆိုကျွန်တော်ဝမ်ဟန်အသင်းကိုဆက်ပြီးတော့ကျွန်တော်ကြည့်ပါမယ်ဗျာနော်။ကျွန်တော်ဝမ်ဟန်အသင်းကတော့ဒါလက်ရှိဒါအရှိန်ဆန်းကတော့ဒါဆိုးရွားနေတယ်လို့ကျွန်တော်ပြောလို့ရပါတယ်။အဆင့်18အထိဒါရောက်နေပါတယ်ဗျာနော်။ ်73ပွဲကစား3ပွဲနိုင်တယ်2ပွဲတည်ရ8ပွဲရှုံးရမှ7တမတ်သာရှိပါသေးတယ်ကျွန်တော်ဒါကိုကြည့်မယ်ဆိုရင်ဝဟန်သိင်းရတာအဆိုးဆုံးဘိုင်းကတော့ဒါခန်းစစ်ဘိုင်းဖြစ်ပြီးတော့73ပွဲမှာဒါ28ဂိုးအထိဒါပေးထားရပြီးတော့ဒါပြန်များဒါတပွဲကိုဒါ9လုံးအထိဒါပေးနေရပါတယ်ဗျာနော်ကျွန်တော်တမိုင်းကြောင်းအရာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဝက်ဟန်ကဒါမန်ချက်စတာယူနိုက်တက်ကိုဒုက္ခပေးနိုင်ဆုံးအသင်းပဲဖြစ်ပါတယ် တို့နောက်ဆုံးလိဖလား၅ချိန်စလုံးမှာတွေ့ဆုံမှုမှာဆိုရင်တော့ဒါဝက်ဟမ်ကတော့ဒါ၃ချိန်နိုင်ပြီးတော့မန်ချက်စတာယူနိုက်တက်ကတော့၂ချိန်သာနိုင်တော့ပါသေးတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်တို့နောက်ဆုံးကစားခဲ့တဲ့ရှင်းစံပွဲမှာတော့ Manchester United ကဒါ2-1နဲ့နိုင်တာပါသေးတယ်။ကျွန်တော်တို့ Manchester United အိမ်ဝင် Old Trafford မှာကစားခဲ့တဲ့နောက်ဆုံးပွဲ February 2024မှာဆိုရင်တော့ Manchester United ကဒါ3-0နဲ့ပြပြတသားနိုင်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျ။ကျွန်တော်ဝမ်းအသင်းနေတယ်တော့ဒါရှင်းစံအတက်ကြာကျန်နေတယ်လို့ပြောလို့ရပါတယ်။ ်နောက်ဆုံးရှောက်ပွဲမှာလီဗာပူးအာစနယ်တို့လိုအသင်းကြီးတွေကိုရှုံးတာပေမဲ့လေနျူကာဆယ်တွေနဲ့ဘန်လီတို့လိုအသင်းတွေကိုတော့နိုင်တာပါလေဗျကျွန်တော်တို့သူသဖြင့်ဒါဝဟန်ပွဲတွေကဒါဂိုးများလေးရှိပြီးတော့ဒါအိုဗာဘက်ကိုဒါများတာတွေ့ရပါတယ်ကျွန်တော်မန်ချက်စတာယူနိုက်တက်အင်ကွင်းမှာကစားရမှာဖြစ်ပြီးတော့လက်ရှိအဆင့်ရက်တီချက်အရာရောဒါလူစည်းရေးအရာပါဒါဝန်ဟန်တန်ဒါဖက်ဖက်ကမန်ချက်စတာယူနိုက်တက်အသင်းကတော့တာလွန်နေပါတယ် တို့ Manchester United ကတော့တလုံး90ရှုံးချင်းနဲ့ပေးထားပါတယ်ဗျဒီပွဲမှာဆိုရင်เนาะဒါကတော့ဒါအရှင်အသင်းပေါ်ယုံကြည်မှုဒါမြင့်မားနေတာကိုဘူဂီတွေကဒါပြသနေပါတယ်ဗျကျွန်တော် Manchester United အသင်းနိုင်မယ်လို့လည်းဘူဂီတွေကတော့တွတ်ထားပြီးတော့နှစ်ဂိုးပြတ်မပြတ်ကိုပဲကျွန်တော်တို့အနေနဲ့ဒါစဉ်းစားရမယ့်အနေအထားဖြစ်ပါလိမ့်မယ်နော် When H22 ဒါအောက်ကြီးမှာတော့ Manchester United နိုင်ကြီး Double 1မှာနေမယ်ဆိုရင်1.45ဒါပေးထားပြီးတော့100နိုင်ကြီးကတော့ ဘယ်လိုတူးနေမယ်ဆိုရင်5.9ဗိုလ်ဒီရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်အရှင်9ဗိုလ်အတွက်တော့ရာခိုင်နှုန်းအလွန်များပါတယ်ဗျာကျွန်တော်တို့ဂိုးပေါင်းခြေဒါ3ဂိုးအတိဒါဖွင့်ထားပါတယ်ကျွန်တော်ဝက်ဟိုင်းရဲ့ခန်းစစ်ကတော့ဒါအစိုးရဆုံးဒါဝက်ဒီဖက်မှာကျင်းဝင်နေပြီးတော့မန်ချက်စတာယူနိုက်တက်ကတော့ဒါခန်းစစ်မငြိမ်တာကြောင့်ဂိုးများမဲ့ပွဲ ဖြစ်လာနိုင်ပါတယ်ဗျာနော်ဒီပွဲကတော့မန်ချက်စတာယူနိုက်တက်အတွက်အိမ်ဝဲမှာအမှတ်ယူဖို့ခွင့်ကောင်းတစ်ခုပါပဲ ဝက်ဟမ်ကတော့တန်ဆင်းစုံသားရောက်နေပြီးတော့ခန့်စင်းကတော့အရန်ပေါက်နေတဲ့အတွက် Manchester United တို့ဒါတိုက်စစ်ကိုဒါတောက်ခံနိုင်မှုတော့ခင်းနေပါတယ်ဝါဟန်ရဲ့ခံစစ်ကလီမာတာအဆိုးအဆုံးစည်ရင်ဝင်နေပြီးတော့မန်ချက်စတာယူနိုက်တက်အနေနဲ့အိမ်ခွေးမှာနှစ်ဂိုးပြက်လောက်ဒါသွင်းသွားဖို့ဒါများပါတယ်ဗျကျွန်တော်တို့ဝါဟန်ကတော့ကျွန်တော်ခံစစ်ညက်နေပေမဲ့လေတိုက်စစ်ကတော့ဂိုးရအောင်ပြန်သွင်းလေးရှိပါတယ် မန်ချက်စတာယူနိုက်တက်ခံစစ်ကလည်းဂိုးပေးရတတ်တာကြောင့်ကျွန်တော်တို့ဘိုဂီတွေရဲ့ပွဲမဟုတ်ဘူးခဲ့ဘူးဆိုရင်ဒီပွဲကတော့ရှေ့စွမ်းနေရတာဂိုးများနိုင်တဲ့ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်ဟုတ်ကဲ့ပါဗျကျွန်တော်ရဲ့သုံးသက်ချက်လေးတွေနဲ့ဒီကိုရိုရဲ့တွေးခေါ်မျှော်မြင်လေးတွေနဲ့လည်းပေါက်ဆက်ပြီးတော့ဒါကစားစီလို့ပါတယ်ဗျာနော်ဘူဂီရီရဲ့ချေးလဲတဲ့ပွဲသာဖြစ်ခဲ့ရင်တော့ဒီပွဲကတော့ရလတ်မျိုးမျိုးပြောင်းနိုင်ပါလေဗျာနော်အတိတ်တတိလေးနဲ့ဒါရှင်တွဲပြီးတော့ကစားစီလိုပါတယ် ဟုတ်ကဲ့ပါဗျ VIP လက်တွဲခြင်းနဲ့ယူကိုများလဲဒီဗီဒီယိုရဲ့ comment လေးအောက်မှာ Viber Telegram နံပါတ်လေး share ထားပေးပါရစေ VIP ကြေးကိုလည်းဒါလူတိုင်းဝင်လို့ရတဲ့ကြေးမျိုးလည်းကျွန်တော်ပေးထားပါတယ်ဗျာနော်ဟုတ်ကဲ့ပါဗျအားပေးသူအရောက်ရှင်းသည်လိုက်စိတ်ချမ်းသာခြင်းကိုယ်ချမ်းမခြင်းတွေနဲ့နှစ်သက်ပါပျော်ရွှင်မှုတွေနဲ့ပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ကိုချိတ်ဆုတောင်းပေးလိုက်ပါတယ်ဗျာ